ကျွန်တော်ပေါင်မုတ်တအိတ်ခိုးခဲ့ပေမဲ့တကားဝမှာပဲတားဆီးခံလိုက်ရပါတယ်ကျွန်တော်ကိုရုံးကန်းစီခေါ်သွားကြတယ်သူတို့ကမိဘတွေကိုအကြောင်းကြားချင်ကြပါတယ်ကျွန်တော်ခေါင်းငုံပြီးတိတ်တိတ်လေးပဲနေနိုင်ခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကမိဘတွေစွန့်ပစ်တာခံထားရလို့ပါကံကောင်းစွာနဲ့ပဲတထေးကကျွန်တော်ရဲ့အခက်ခဲကိုသတိထားမိသွားပြီးကျွန်တော်ကိုပေါင်မုတ်ပေးလိုက်ပါတယ်ညီမလေးကဗိုက်စာနေတော့မို့လို့ကျွန်တော်ပေါင်မုတ်ကိုဆွဲယူပြီးအပြင်ကိုပြေးထွက်လာခဲ့တယ်ကျွန်တော်တို့အစမစားရတာ၃ရက်ရှိပါပြီညီမလေးရဲ့ပြုံးနေတဲ့မျက်နှာလေးကကျွန်တော်ရင်ကိုကွဲမတက်ခံစားရစေတယ်ကျွန်တော်တို့ကားတစ်စီးထဲမှာပဲ နေနိုင်ခဲ့ကြတယ်။နေတိုင်းဆူတောင်းခဲ့ပေမဲ့အဖေကပြန်မလာခဲ့ပါဘူး။ရေချိုးတန့်စင်ဖို့နေရာမရှိဘူး။ဒါကြောင့်မြမလေးကိုပန်းချန်နဲ့ခေါ်သွားရတယ်။ဒါပေမဲ့ရေကအရန်အေးတယ်။တနေ့မှကျွန်တော်အစာရှာထွက်ခဲ့တယ်။ကျွန်တော်ပြန်ရောက်တော့မြမလေးကအကျဲကြီးငိုနေတယ်။ကျွန်တော်ဘာသူ့ကိုစွန့်ပစ်သွားပြီလို့သူထင်နေတာပါ။သူ့ငိုတန်ကြောင်ကောင်းလေးနှစ်ယောက်ရောက်လာကြတယ်။ပြီးတော့သူတို့ကချက်သားဘူးတကူကမ်းပေးတယ်။သူတို့ရဲ့စေတနာကိုတွေ့တော့ကျွန်တော်လက်လန်းပြီးမယူရဲခဲ့ပါဘူး။နောက်တော့သူကကျွန်တော်တို့ကိုသူ့အိမ်ခေါ်သွားတယ်။သူ့မိဘတွေကအရန်အံ့ဩသွားကြပေမဲ့ကျွန်တော်တို့အတွက်ချက်ပြုတ်ကျွေးမွေးခဲ့ကြ ပါတယ်ကျွန်တော်တို့နှွေးထွေးတဲ့ထမင်းဝိုင်းမှာအတူစားတောက်ခဲ့ကြတယ်ဒါပေမဲ့ရုတ်တရက်သူတို့ကကျွန်တော်မိသားစုအကြောင်းမေးလာကြတယ်ကျွန်တော်ရုတ်တရက်စားခြင်းစိတ်ကုန်သွားပြီးညီမလေးကိုခေါ်ပါထွက်လာခဲ့တယ်ကျွန်တော်တို့ကားစီပြန်လာခဲ့ကြတယ်အဖေကပြန်မလာသေးပါဘူးညနေပိုင်းမှာမိုးတိတ်ထန်စွာရွာသွန်းခဲ့တယ်ကျွန်တော်ကုတ်အင်ဂျီကိုညီမလေးကိုပေးလိုက်တယ်အဖေပြန်မလာတော့ဘူးဆိုတဲ့ခံစားချက်မျိုးရနေခဲ့တယ်ကျွန်တော်ကားတကားဖွင့်ပြီးမိုးသေးသေးပြေးထွက်သွားကမိုးရေတွေကိုမျက်နှာပေါ်စီးကျခွင့်ပြုလိုက်တယ်ညီမလေးကပြောတယ်တတ်တန့်ရောင်တိန်တိုက်ကိုရှာတွေ့ပြီးဆူတောင်းလိုက်ရင်မိဘတွေပြန်လာလိမ့်မယ်တဲ့သူမကအဲ့ဒီအကြံကိုကောင်းလ လေးကိုပြောပြလိုက်တယ်ဒါနဲ့ကောင်လေးကငွေတစ်တာတည်းကပတ်စံယူပြီးကျွန်တော်တို့ကိုလိုက်ခဲ့ဖို့ပြောတယ်သူကတက်တက်ရောင်တိမ်တိုက်ကိုနေရအနှက်လိုက်ရှာဖို့ကျွန်တော်တို့ကိုယထာဖို့ခေါ်သွားခဲ့တယ်ဒါပေမဲ့နေဝင်တဲ့အထိမတွေ့ခဲ့ရပါဘူးကျွန်တော်တို့ကားစီပြန်လာခဲ့ကြပြန်တယ်အဲ့ဒီအချိန်မှာရဲတွေကကျွန်တော်တို့ကိုတွေ့သွားပြီးရဲစခန်းကိုခေါ်သွားကြတယ်ညီမလေးကမိဘတွေကျွန်တော်တို့ကိုရှာတွေ့ပြီလို့ထင်နေခဲ့တာကျွန်တော်ဘာမှပြန်မပြောနိုင်ခဲ့ဘူးသူ့လက်ကိုပဲတင်းတင်းကျပ်ကျပ်ဆုပ်ကင်ထားလိုက်မိတယ်နောက်တော့ကျွန်တော်တို့ကိုမိဘမက်ကြီးဟာပို့လိုက်ကြတော့မယ်ညီမလေးကကောင်လေးကိုနှုတ်ဆက်လိုက်တယ်ကျွန်တော်လည်းကောင်လေးကိုနောက်ဆုံးအနေ နဲ့လှမ်းကြည့်လိုက်တယ်ကားပေါ်မတက်ခင်ကျေးဇူးတင်ပါတယ်လို့ပြောဖို့တော့အချိန်မရလိုက်ပါဘူးကားဆထွက်တော့ကောင်လေးကရုတ်တရက်ကားနောက်ကနေလိုက်ပြေးလာတယ်သူအသေးလေးပြေးလိုက်လာတာပါကျွန်တော်ကားထဲမှာထိုင်ပြီးနေကြည့်နေမိတယ်နေအောင်ကသူ့ရဲ့မလျှော့တော့မျက်နှာထားပေါ်ကြာရောက်နေတယ်ရုတ်တရက်ညီမလေးကတရင်ပေါက်အပြင်ဘက်ကိုလက်ညှိုးထိုးပြီးအော်ပြောလိုက်တယ်ကောင်းကင်ပေါ်မှာတက်တက်ရောင်တိမ်တိုက်ပေါ်လာခဲ့ပါပြီကျွန်တော်အံ့ဩသွားပြီးနောက်ဆုံးဆူတောင်းကိုပြုလိုက်ပါတယ်နောက်ပိုင်းမှာကလေးတွေအတွက်အခမဲ့စားနိုင်တဲ့စားတောက်ဆိုင်ဒီဇိုင်းပေါ်လာခဲ့ပြီးမိဘမဲ့ကလေးတွေကိုဝမ်းနဲ့စရာကောင်းတဲ့နေရက်တွေဖြတ်ကျော်နိုင်အောင်ကူညီပေးနေပါတော့တယ်